ဘရာဇီးနိုင်ငံတရားရုံးချုပ်ရဲ့တရားသူကြီးလေးဦးအဖွဲ့ကသမရဟောင်းဘော်ဆိုနာရိုကိုဆက်လက်ဖမ်းဆီးချုံနောင်ထားဖို့နိုဝင်ဘာ24ရက်ကတညီတညွတ်ထဲမဲခွဲဆုံးဖြတ်ခဲ့တယ်လို့သိရပါဗျ။နေအိမ်အကျဉ်းချုပ်ကြနေတဲ့ဘော်ဆိုနာရိုဟာပြီးခဲ့တဲ့ရက်ပိုင်းက၎င်းရဲ့ခြေချင်းဝက်မှာရှိတဲ့ electronic စောင့်ကြည့်ကရိယာကိုဂဟေစော်တန်နဲ့ချိုးဖြတ်ပြီးထွက်ပြေးဖို့ကြံစည်ထားမှုနဲ့ နိုဝင်ဘာ22ရက်မှာ၎င်းကိုလာရောက်ဖမ်းခေါ်သွားတာဖြစ်ပါတယ်။နိုဝင်ဘာ23ရက်ကမြို့တော်ဘရာဇီးလီးယားမှာပြုလုပ်တဲ့ဂျာနာပွဲမှာသမရဟောင်းက၎င်းဟာစေဝါအပြောင်းလဲကြောင့်စိတ်ကြောင်ခြောက်ခြားဖြစ်ခဲ့ကြောင်းထွက်ပြေးဖို့ရည်ရွယ်ချက်မရှိခဲ့ကြောင်းနဲ့စောင့်ကြည့်ကရိယာကိုလည်းမချိုးဖျက်ခဲ့ကြောင်းထွက်ဆိုခဲ့ပါတယ်။ဒါပေမဲ့ရှေ့တရက်မှာတရားရုံးကထုတ်ပြန်တဲ့ဗီဒီယိုမှာဘိုဆိုနာရိုရဲ့ထွက်ဆိုချက်ကအခုထွက်ဆိုချက်နဲ့ကွဲလွဲနေခဲ့ပါတယ်။ ခြေချင်းဝတ်စောင့်ကြည့်ကရိယာကိုစူးစမ်းကျင်စိတ်ကြောင့်ဂိဟေဇော်ဒန်နဲ့တိုးထေကဲကြောင်းဝန်ခံထားပါတယ်။စောင့်ကြည့်ကရိယာကစူးစွရွရမီးလောင်ပျက်စီးနေတာကိုလည်းဗီဒီယိုမှာဖော်ပြထားပါတယ်။ဒါပေမဲ့ဘော်ဆိုနာရိုရဲ့ခြေချင်းဝတ်မှာရှိနေစေဖြစ်ပါတယ်။ဘောဆိုနာရိုရဲ့ရှေ့နေတွေကတော့၎င်းတောက်တုံးနေတဲ့ဈေးဝရီကြောင့်စိတ်ရှုပ်ထွေးမှုအခြေအနေကိုအကြောင်းပြုပြီး၎င်းကိုလူသားချင်းစာနာထောက်ထားသောအဖြစ်နေအကျေကျုပ်ပြန်ထားပေးဖို့တရားရုံးချုပ်ထံတောင်းဆိုထားပါတယ်။ တရားရုံးချုပ်ကဘော်ဆိုနာရိုရဲ့ထောင်ဒဏ်နဲ့ပတ်သက်တဲ့အယူခံကိုတစ်ကြိမ်ပယ်ချပေးပြီဖြစ်ပါတယ်။လက်ရှိမှာသမရဟောင်းကိုမြို့တော်ဘရာဇီးလျားမှာရှိတဲ့ရဲစခန်းတစ်ခုမှာထိန်းသိမ်းထားပါတယ်။